ယခုရောက်ရှိဖူးမြော်နေရတာကတော့မြတ်တကုံမြို့နယ်ဇေယမွနီဇေရောကြီးအတွင်းမှာတီထားကိုးကွယ်ထားတဲ့တိတ်တိအောင်ရေစံကျောင်းနဲ့မြတ်စွာဘုရားရှင်ကိုရောင်မြကြီးပဲဖြစ်ပါတယ်။တိတ်တိအောင်ရေစံကျောင်းနဲ့ဗုဒ္ဓရုပ်ဝါရမြကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်လောက်ကတည်းကအေယာဝီမြစ်ထဲကဆယ်ယူရရှိခဲ့တဲ့ကျောင်းနဲ့တုံးကြီးနဲ့ထုလုပ်ပူဇော်ထားတာပဲဖြစ်ပါတယ်ရှင်။အလွန်ရှားပါဖို့တန်လာတဲ့ရေစံကျောင်းနဲ့နဲ့ထုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်လောကီရေးရာကိစ္စတွေမှာလည်းစူတောင်းအတိတ်ထံနေအများကြီးအောင်မြင်တယ်လို့သိရှိရပါတယ် ချောရတော့ဖူးမြော်ရဲ့အချိန်မှာလူရှင်းနေတာမဟုတ်လို့အားလုံးနဲ့တူတူဖူးမြော်ရအောင်လို့ဗီဒီယိုလေးရိုက်ကူးပေးလိုက်ပါတယ်။ဖရားကြီးထုလုပ်ထားတာကိုနေဟန်ထားအလွန်အချိုးကျပြီးတော့မျက်နှာတော်ကလည်းအလွန်တက်ပယ်ပါတယ်။နှလုံးတော်ကလည်းအသက်ဝင်လာပြီးတော့တကယ်အစ်စ်နှလုံးတော်ကဲ့သို့မြင်တွေ့ဖူးမြော်ခဲ့ရပါတယ်ရှင်။ အားလုံးလည်းဗီဒီယိုလေးရနေတဲ့ဆင်ဘုရားကြီးကိုပူးမြော်ကြည်ညိုရင်းနဲ့အတိတ်တံပြူစုတွေတောင်းရအောင်လို့ကုသိုလ်ပြုပေးလိုက်ပါရရှင်အားလုံးပဲဗျာကြီးကို ကိုရိုင်းကိုကြတော့ရောက်ပူးမြော်ခြင်းနဲ့ဆိုရင်တော့မြောက်တကုံမြို့နယ်48ရပ်ကွက်ဘူမူပါဒုအင်ယာနာကရောက်တော်အဖေတီထားကိုကိုွယ်ခဲ့တဲ့ဇေယမုနိဗျာကြီးဝင်းတွင်မှာကိန်းဝတ်ဆံပေတော်မူနေပါတယ်ရှင်။ယခုလိုမျိုးဗျာပူးဗီဒီယိုတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဒီ TikTok လေးကို follow လုပ်ထားပေးပါဦးနော်။ ဘုရားမှုဗီဒီယိုတွေအရှိကြည့်တယ်နဲ့ဘုရားသမိုင်းကျောင်းတွေနားထောင်ကြတယ်ဆိုရင်လည်းဘုရားတူတူဖူးရအောင် YouTube channel လေးမှာလာရောက်ကြည့်ရှုနားထောင်လို့ရပါတယ်ရှင်။